ဂျပန်1173ပြိုင်ပွဲတုန်းကအဲဒန်နက်ပူရစ်နဲ့တာကယ်ရုနဲ့ပွဲကတကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲပါဗောနော်ပထမအချိန်မှာသူက KD တစ်ခါကြောင်းလှုပ်ထားတယ်နောက်ပြီးတော့နောက်ထပ်တစ်ခါမှာလည်းသူက KD တစ်ခါထပ်ကြောင်းသူထပ်လှုပ်နိုင်ခဲ့တယ်ဗောလုံးဝကိုဒီအตาဇီးရနေပြီးတော့သူကစားသွားတာကိုတွေ့ရရမယ်ဗောနော်ဒုတိယအချိန်ပြီးခါနေလေးမှာပူရစ်က get ကိုနှစ်ဖက်စလုံး ပွင့်နေတာကိုတာကီရူကကံကောင်းကြီးတည်တယ်တောက်လျှောက်ဖိအားပေးကစားသွားတာလဲအဲအလုံးနဲ့တွေ့မြင်ကြရမယ်ပေါ့နော်တာကီရူကလုံးဝအလစ်မပေးဘူးတောက်လျှောက်ကိုလိုက်တာ တောက်လျှောက်ကိုလိုက်တယ်သူ့ရဲ့ဒီအခြေခံအကျက်တစ်ချက်ကဒီကိုရီးယားခြေတောက် ကတခုခုတော့ဖြစ်သွားမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကစားသမားတွေကကိုယ့်ရဲ့ဒီနေရာတိုင်းရာတခုခုကိုဟုတ်ကိုမပြကြဘူးပေါ့လေဟန်ဆောင်ပြီးတော့နေရယ်ပူရစ်ချက်ကတော်တော်ကြီးနာသွားပုံရတယ်ဆိုတော့အဲ့ဒီချက်တော့ကပွဲထဲမှာ သူပတ်သွားနေတဲ့ပုံစံကလုံးဝဟန်ချက်မပြတ်ဘူးအဲ့ဒါကဗယ်နာကနာသွားတယ်ဆိုတာတစ်ဖက်ဖိုက်တာကိုပေးမသိစေချင်လို့ပါပေးမသိစေချင်ဘူးအဲ့ဒီနေရာမှာတကယ်တမ်းဒူးစစ်နာသွားခဲ့တယ်ရှိတော့ဒူးကတုံနေတုံနေနဲ့ဖြစ်နေမယ်ခြေဒီခြေချင်းခြေချင်းဝါကဒီနာသွားမယ်ဆိုလို့ရှိရင်လေခြေတော့ကထောင်းနဲ့ထောင်းနဲ့နဲ့ဖြစ်နေမယ်ဆိုတော့အခုကအဲ့လိုမျိုးမဟုတ်ဘူး။ तू ကလုံးဝအဟံမပြက်ဆက်ပြီးတော့ကစားသွားတယ်။ဒါပေမဲ့ तू ခြေတော့ကအထဲမှာနာသွားတယ်လို့သိရတယ်ပေါ့နော်။ ဒီပွဲရဲ့ဒီပွဲကလည်းတော်တော်ကြည်ကောင်းတဲ့ပွဲတစ်ပွဲပါပဲဗောနော်ဒီပွဲပြီးတာနဲ့အဲအားလုံးမြင်တွေ့ကြရတဲ့အတိုင်း return ကို face off လုပ်ဖို့ symbol ကိုခေါ်တယ်အဲ့ဒီအချိန်မှာတာကေရူကမျက်ရည်ကျပြီးတော့ပြောတယ်ဗောနော်ဒါသူလက်ဝိတ်လောကကနေပြီးတော့ဒီ boxing လောကကနေပြီးတော့သူအနားယူတော့မယ်ဆိုတော့သူ့ရဲ့ဒီနောက်ဆုံး bait ပွဲကို return ကို အနိုင်ရပြီးတော့သူအနားယူခြင်းလေဆိုပြီးတော့ထုတ်ပြောလာခဲ့တယ်ဗောနော်သူကပထမဒီ ဂျပန်1172မှာကတဲ့ကိုကသူကလုံးဝကိုသူ့ကိုသူလည်းမကျေနပ်မှုတွေအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံသားတွေကိုပေါ်မှာသူကတာဝန်မကျေတဲ့ fighter တယောက်လိုမျိုးသူခံစားနေရတယ်ပေါ့လေ။ဆိုတော့အဲ့ဒီကတဲ့ကစိတ်လဲပါတယ်။ဒီတစ်ခါမှာတော့အဲ့ဒီတုန်းကအထက်တော်တော်ကြီးမာဂုံမြင့်လာတာကိုတွေ့ရမယ်။ Danish Bullet ကသူ့ကိုဒီ white letter တွေပေးတယ်။တော်တော်ကြီးဓာတ်နဲ့လည်းကြိတ်တာပဲ။ဒါပေမဲ့သူကတကယ်တန်မာတဲ့ fighter တယောက်ဖြစ်လာနေတယ်ပေါ့နော်။ တကယ်လဲဒီစပီပိုင်းကတော့ဘာမှအသိပြီးတော့အထွေထူးပြောစရာမလိုဘူးဒီမာဂွန်မြင့်တယ်အထူးသဖြင့်ဒီဂျပန်ဖိုက်တာတော်တော်များများကမာဂွန်အရန်မြင့်ကြတယ်ပေါ့လေပွဲကပွဲဖြစ်လာဆိုတော့ face off လုတ်သွားတယ် face off လုတ်သွားတဲ့အချိန်မှာဒီ return က symbol ကိုတက်လာတယ်ပေါ့နော် return symbol ကိုတက်လာပြီးတော့ဒီသူ့ကိုမေးတယ်ပေါ့နော်ဒီဒီပွဲကတဲ့ဒီ takeru အနိုင်ရသွားတာဘယ်လိုမြင်လဲပေါ့နော် return ကပြောတယ်တကယ်အရန်ကောင်းတဲ့ပွဲတစ်ပွဲပါပေါ့နော်အရန်ကိုမှ ဒီတိုက်ခိုက်ရေးကောင်းမွန်တဲ့ပွဲတစ်ပွဲလို့သူပြောကျင်တယ်ဗောနော် ပြီးတော့အနိုင်ရတဲ့အတွက်လည်းသူအဂုံယူပါတယ်ဆိုပြီးတော့လည်းသူပြောလာတယ်အရင်တော့လိုမျိုးဒီ face off လုပ်တဲ့အချိန်မှာတင်းမာမှုတွေမျိုးမရှိကြဘူးတယောက်နဲ့တယောက်ဒီညင်ညင်တာတာပဲချိုချိုတာတာနဲ့ပဲအဲ့လိုမျိုး face off လုပ်ကြတယ်ဗောလေအဲ့အချိန်မှာအဲသူ့ရဲ့ဒီ Takeru ကသူ့ရဲ့နောက်ဆုံး bait ပွဲကို return နဲ့သူကအဆုံးသတ်ခြင်းတယ် return ကိုအနိုင်ရပြီးတော့အဆုံးသတ်ခြင်းတယ်ဆိုပြီးတော့ပြောလာတယ်အဲ့အချိန်မှာ return ကလည်း ကောင်းကောင်းမွန်မွန်ပဲအဲငါလက်ခံတယ်တဲ့မင်းရဲ့ဒီမင်းရဲ့စံတော်ကိုငါဖြစ်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးစင်ပေါ်မှာပြောသွားတယ်ပေါ့နော်ဒီပွဲကဘတော်လောက်ဖြစ်မလဲဆိုတော့ဒီနှစ်ကုံပြီးနှစ်ကုံပြီးလောက်မှာပဲဖြစ်မယ်ပေါ့ April 29 2026မှာသူတို့နှစ်ယောက်ပြန်ပြီးတော့တွေ့မှာပါ rematch ပြန်ဖြစ်မှာပါပေါ့နော် rematch ဖြစ်မယ်ထိုးရမယ့်အချိန်ထိုးရမယ့်နေရာကတော့ထုံးစံအတိုင်းပဲဒီ Japan promotion မှာပဲကောင်ပွဲမဟုတ်ရင်တောင်မှ ဒီကိုမိန် even အနေနဲ့ဒီကစားရမယ်ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့သုံးသပ်မိတယ်ပေါ့နော်ဒါပေမဲ့ဒီအားလုံးကိုခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်တာကေရုကအသက်ကလည်း35နှစ်ရှိပြီးအရွယ်အရသူကနုပြိုနေသေးတယ်ထင်ရပါမယ်သူအသက်က35နှစ်ရှိသွားပြီဆိုတော့1 year record ကလည်းတိတ်ပြီးတော့မကောင်းဘူးပထမ return ကိုရှုံထားတယ်ပြီးလို့ရှိရင်တန့်စင်ကိုနိုင်ထားတယ်ဆိုတော့ သူလေးပွဲထိုးထားတယ်ဗျာလေးပွဲမှာနှစ်ပွဲရှုံးထားတယ်နှစ်ပွဲပဲအနိုင်ရရှိထားတယ်သိပ်မကောင်းဘူးသူက K1 ကနေပြီးတော့ K1 မှာချန်ပီယံ3ချိန်ဇက်တိုက်တောင်း Kbox စင်းနဲ့3ချိန်ဇက်တိုက်တောင်းမှာချန်ပီယံဖြစ်ပြီးတော့ဒီ One Championship ကိုစာချုပ်နဲ့ရောက်လာတယ်ဗောနော် Rotan ကို Rotan နဲ့အခုနောက်ဆုံး bait ပွဲထိုးမဲ့ဆိုတော့ Rotan ကိုနိုင်နိုင်ကြီးရှိလာဆိုတော့ပြောလို့မရဘူးဗျာဒီလိုမျိုးပုံစံနဲ့ဆိုလို့ရှိရင်ပြောလို့မရဘူးကျွန်တော်ကတော့အဲ Rotan ရဲ့ဒီ fan တယောက်ဖြစ်တဲ့အတွက် return ရဲ့ margin ဘိုင်းကိုတော့လုံးဝစိတ်ချရရတယ်။တာကီရူကလည်းအဲ့ဒါကိုကောင်းကောင်းကြီးသဘောပေါက်ထားပုံပါ။ကောင်းကောင်းကြီးလည်းသူသိထားလောက်မယ်ပေါ့နော်။ဒီဖိုက်တာကဘယ်လောက်ထိမာတယ်ဆိုတာကိုသူကောင်းကောင်းကြီးသိထားတယ်။အဲ့ဒီအတွက်လည်းဒီပွဲမှာ Danek Puric ကိုသူလုံးဝအသာစီးနဲ့သူလုတ်ပြနိုင်ခဲ့တယ်ပေါ့လေ။ margin လည်းတော်တော်မြင့်လာနေရယ်။ဆိုတော့ပွဲကတော့အဲ50 50လို့တော့ပြောလို့မရဘူး။60 40ဗျာတာကီရူကိုကြာတော့ကျွန်တော်40လောက်ခံမှန်ထားတယ်ရော့ထန်းကိုကြာတော့50ရခိုင်တော့ဘာကြောက်လဲဆိုတော့ရော့ထန်းကိုဒီ အမောက်သိဖို့ကဘလို့မှကိုမဖြစ်နိုင်ဘူးအမှန်နဲ့ဆိုလို့ရှိရင်တော့ဒါ40 40%လောက်ထိတော့ကျွန်တော်ကခံမှန်းထားရတယ်ပေါ့နော်ဒီပွဲကလည်းတကယ်ကြည့်ကောင်းမဲ့ပွဲတစ်ပွဲလို့မြင်တယ်ပြီးလို့ရှိရင် Super League ပွဲကိုလည်းနောက်ထပ်အဲ့ဒီဂျပန်မှာထက်သွင်းထားမယ်လို့ဒီပြောနေကြရတယ်ပေါ့နော်မီဒီထိုင်းမီဒီယာတွေပေါ်မှာဖော်ပြထားတယ်နောက်တစ်ခုကအဲနဘေးကသူတို့ရဲ့ဒီဟောခန်းကြီးထဲမှာပေါ့နော်ခန်းမထဲမှာမဆာကီနဲ့ ယူကီယိုဇာနဲ့နှစ်ယောက်ရှိနေတုံးမှာသူကငားတဲ့ဒီကောင်ဒီကောင်နှစ်ကောင်နဲ့ငါတွေ့ကျင်တယ်ဗောနော်ဒီကောင်နှစ်ကောင်နဲ့ငါတွေ့ကျင်တယ်တဲ့ပထမပထမအဆုံးတွေ့ကျင်တဲ့သူကတော့ယူကီယိုဇာနဲ့တွေ့ကျင်တယ်ဆိုပြီးတော့နဘေးကလည်းပြောထားတယ်ဗောနော်တကယ်လို့ feather weight ဗဒန်ဝိတ်နှစ်ခုစလုံးကိုလက်ရှိမှာကဒီယူကီယိုဇာကဗဒန်ဝိတ်မှာကစားနေတဲ့အတွက်ဒီယူကီယိုဇာနဲ့ပထမဆုံးတွေ့မယ်ဆိုပြီးတော့သူကအဲ့လိုမျိုး ပြောထားတယ်ဗောနော तू 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 ထိုးခြင်းလေဆိုတာကို तू ကထုတ်ပြောထားတာဒါပေမဲ့ပွဲပြီးတဲ့အချိန်မှာယိုကီယိုဇာကဒီစူပါလစ်ကိုအနိုင်ရပြီးတဲ့အချိန်မှာတော့ယိုကီယိုဇာကဂျိုနာသန်ဟက်ဂတီကိုကစ်ဘုတ်စင်ချန်ပီယံခပတ်စင်ခေါ်လိုက်ပါတယ်ဆိုတော့အနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြေများတာကဂျိုနာသန်ဟက်ဂတီနဲ့ဖြစ်ဖို့များတယ်အဲ့ဒီပွဲကိုလည်းတကယ်လို့များဖြစ်လာမယ်ဆိုလို့ရှိရင်ဂျပန်ပရိုမိုးရှင်းတစ်ခု1175မှာထည့်သွင်းဖို့များပါတယ် ဆိုတော့ okay ဒီနေ့ကျွန်တော်ရဲ့အသုံးသက်ချက်လေးကဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေဒီဆဲတာတို့ဘာတို့မလောက်ကြနဲ့ပေါ့နော်ကျွန်တော်မှားလို့ရှိရင်ကျွန်တော်ကိုထောက်ပြလို့ရတယ်ဘယ်နေရာမှာလိုအပ်နေတယ်ဘယ်နေရာမှာဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ကအခုကဒီ script ရေးပြီးတော့ပြောတာမဟုတ်ဘူးကျွန်တော် alert တန်းပြောရတဲ့အခါကျတော့နည်းနည်းလေးအထင်ငော့လေးရှိတယ်ပေါ့နော်ဆိုတော့နားထောင်ရတာအဆင်မပြေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တောင်းပန်ပါတယ်ဆိုတော့ okay ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ